ဒီကဗီဒီယိုမှာတော့နိုင်ငံတော် brand ကလေးတက်ဆန် greatest လို့ပြောလို့ရတဲ့လက်ရှိမှာလဲကင်မရာအကောင်းဆုံးဖုန်းလို့ဒီထဲကတခုလို့ပြောလို့ရတဲ့ Xiaomi 15 Ultra ဒီဖုန်းလေးကြောင့် global version ဝယ်မလား China version ဝယ်မလားဒီအကြောင်းလေးကိုနည်းနည်းလေးပြောကြတာပေါ့နောက်မှတော့ပြောမှာ China version မှာကကြတော့အခုနောက်ပိုင်း Xiaomi China ဖုန်းတွေမှာက model မျက်နှာမှာဆိုရင်ဒါ Google Basic Service တွေပါလာပြီးွားပြီ Google တွေပါဘာမှတိတ်ပြီးပူစရာမလိုတော့ဘူးအကုန်လုံး AAC တုံးလို့ရတယ် Play Store တွေ Gmail တွေဒါတွေအကုန်ကိုဘာမှပြဿနာမရှိဘဲနဲ့အဆင်ပြေပြေတုံးလို့ရတယ်ဒါကမှနောက်ပိုင်းပုံမိုက်လာတာက Xiaomi Hyper AI လို့ AI feature တွေအများကြီးပါလာတယ်အဲအဲ့ဒါကတော်တော်လေးကို Global Version တွေအတွက်ကအားသာချက်တစ်ခုဖြစ်သွားတာပေါ့ China Version မှာကျွန်တော် AI တော့ပါတယ်ဒါပေမဲ့ကျွန်တော်တို့က AI ကိုတရုတ် AI ပဲတုံးလို့ရတယ် တရုတ် AI ဆိုတော့တရုတ်စာလေးနေတယ်ပေါ့တကယ်လို့ကိုကတရုတ်လိုကျွမ်းနေရင်တော့ပြဿနာမရှိဘူးကောင်းကောင်းသုံးလို့ရတယ်မကျွမ်းဘူးဆိုရင်တော့ဒါ global version နေရာပို့ပြီးတော့အဆင်ပြေတဲ့အနေထားမှာရှိတယ်ပြီးတော့နောက်တစ်ခုရှိတာကအခုနောက်ပိုင်းပို့ပြီးခက်ခဲလာတာကဒီ China version phone တွေကို global run ချိန်ရင်ပို့ဆိုးတာက error တွေပါလာတတ်တယ် ဒါမျိုးလေးရရှိတယ်။ဒါကျွန်တော်အနေနဲ့ဒါ recommend ပေးရင်တော့ကိုက China version ကြိုက်လို့ဝယ်ပြီးွားရဆိုရင်တော့ဒါ China version တွေကို global တော့မချိမသုံးတာကပိုပြီးကောင်းတယ်လို့ဒါမြင်တယ်။ China machine တွေရဲ့အားသာချက်ကတော့တချို့နေရာမှာ feature လေးပို့ပြီးတော့စုံတယ်တချို့နေရာမှာပို့ပြီးတော့ကောင်းတယ်ဆိုပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်သူတို့မှာ notification နောက်ကျတဲ့အားနည်းချက်လိုဟာမျိုးလေးရှိရဒါပေမဲ့နောက်ပိုင်းဖုန်းတွေမှာကသူတွေချာခဲလို့ပြီးသုံးမယ်ဆိုလို့ရှိရင်တော့ notification နောက်ကျတဲ့ရာတောင်းတောင်းဖြစ်လာမှာမရှိတော့နည်းနည်းလေးရော့သွားတာမျိုးကြီးဖြစ်သွားတယ်အဲအဲ့တွက်ပြဿနာအရင်ရှိမနေဘူးအခု global version နဲ့ China version အကြောင်းပြောပြတာကကြတော့ knowledge အနေနဲ့ပြန်ပြီးတော့ sharing လုပ်ပေးရအဲဒီ Xiaomi 15 Ultra မှာမဟုတ်ဘူးကျွန်တော်တို့၃လေးသိန်းနံဖုန်းဝယ်လဲ၅လေးသိန်းနံဖုန်းဝယ်လဲဒါဒီလိုမျိုးဖုန်းတွေဝယ်ရဆိုလို့ရှိရင်လည်း global version china version ကနည်းနည်းလေးกว่าချားမျိုးလေးရှိပါအောင်ပို့ပြီးတော့တည်ပါအောင်ဒါပြန်ပြောပြပေးရပြီးတော့နောက်တစ်ချက်အနေနဲ့ china version ကို china version လို့ပဲခေါ်တယ်ကျွန်တော်တို့ဘယ်တော့မှ stable version လို့မခေါ်ဘူးအဲဒါတော့တခါတလေရောင်းတဲ့နေရာမှာတချို့ရောင်းတဲ့သူလေးကလေးတွေမသိရမှုလဲရှိရင်ရှိနိုင်တယ်ဆိုပေမဲ့ရတဲ့အဖြစ်တော့ China version ပဲခေါ်တာများတယ်။ Stable version ဆိုတာကတော့ဒါ Ron ကိုခေါ်တာ။ အဲဆိုတော့နည်းနည်းလေးရှင်းပါတယ်ဆိုတော့ဒါ Xiaomi 15 Ultra ကို global နဲ့ China ဘာရွေးဝယ်မလဲကျွန်တော်ဆိုရင်တော့ဘာဝယ်မလဲဒီအကြောင်းလေးကိုဆက်သွားမယ်အဓိကဒီ Xiaomi 15 Ultra ရဲ့ China version နဲ့ global version မှာကွာခြားသွားမှာတော့ battery တစ်ခုကတိတိတာကွာခြားပါတယ် global မှာကျတော့သူက9410 mAh ဘက်ထရီနဲ့လာပြီးတော့ China မှာကကျတော့6000 mAh ဘက်ထရီဖြစ်သွားတယ်။အဲဒါကတော့တော်တော်လေးသူကြီးသာထင်ရှားတယ်။ပြီးတော့နောက်တစ်ချက်အနေနဲ့ဆိုရင်သူ့ရဲ့ကင်မရာဘိုင်းနေကင်မရာဘိုင်းမှာကျွန်တော်တို့ဒါ global နဲ့ China ကိုဆိုင်းရိုက်ရှိသားတလောက်တော့ လိုပဲကနည်းနည်းလေးကာလာပုံတွက်လေးနည်းနည်းလေးပို့ပြီးတော့ဟိုလှတယ်လို့တော့ခံစားရတယ်။နည်းနည်းပေါ့နော်ကျွန်တော်တို့ဒီ China version နေလိုမျိုးနည်းနည်းလေးဟိုဘယ်လိုခေါ်မလဲ။အကြောင်လေးနည်းနည်းချို့ညာလေးဖြော့သွားတာမျိုးလေးဘာမျိုးလေးအဲ့လိုမျိုးလေးတိတ်တော့မတွေ့ရအောင်ဂလိုပဲကနည်း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 လေးပို့ပြီးတော့ကျွန်တော်ရဲ့ personally ရပါတော့ကျွန်တော်ရဲ့စိတ်ထဲမှာနည်းနည်းလေးပို့ပြီးတော့တဘောကြရတယ်ပြီးတော့ပုံထွက်လေးတွေရတယ်ပို့ပြီးတော့နည်းနည်းလေးလှနေရလို့ခံစားရတယ်။တေချာပြုတ်ပြဲကြည့်မယ်ဆိုရင်ပေါ့အကြောင်လေးပါရဆိုရင်။ဆိုတော့ပြီးတော့ ကင်မရာဖုန်းဖြစ်တဲ့အတွက်ဒီ China version ရော Global version ရောနှစ်ခုလုံးကကြိုက်တာဝယ်လို့ရတယ်။ကင်မရာနဲ့ပတ်သက်ပြီးတော့ဒီကောင်ကြီးရဲ့ bay quality ရဲ့ဒီကောင်ကြီးရဲ့ performance အနေနဲ့ပတ်သက်ပြီးတော့ဘာမှစိတ်ညစ်မှာမဟုတ်ဘူး။အားလုံးသိတဲ့အတိုင်းပဲဒီကောင်ကြီးမှာသုံးမိထားတာက ATPO display မှာကျောသမားအကုန်ပါတာမျိုးတွေပြီးရင် Snapdragon 8 Elite ဒါမျိုးတွေပြီးရင်ကင်မရာဆိုတော့ Leica ကင်မရာတွေဒါမျိုးလေးလုံးတော့အဲဒါမျိုးတွေအကုန်ထည့်ပေးထားပြီးတော့ periscope telephoto လည်းပါသေးရယ်။ဘာပဲလို့အကုန်အစင်ပြေတဲ့ကောင်မျိုးတွေပြ။အဲ့တော့ကိုက ာမှတိတ်ဆိတ်ပူရမလို့အဓိကပူရမှာက China version ရွေးလိုက်ပြီလို့ဘာဖြစ်သွားမှာလဲ Global version ရွေးလိုက်ပြီလို့ဘာဖြစ်သွားမှာလဲဒါကိုပဲပူရမှာ China version ရွေးဝယ်တဲ့သူတွေအတွက်ကတော့ဘာလဲဆိုရင် Xiaomi ရဲ့ Hyper AI ကိုတုံးလို့မရတော့ဘူးဒီတစ်ခုကတော့အားနည်းချက်ဖြစ်သွားမယ်။အဲတစ်ခုအားတာတာကကျတော့ဈေးနှုန်းဈေးနှုန်းမှာတော့ Xiaomi 15 Ultra ရဲ့ China version ကဈေးနည်းနည်းပို့ပြီးတော့တက်တာတယ်။ Global version ကဈေးနည်းနည်းပို့ပြီးတော့ကြီးတယ်။အဲဒီမို့ဈေးနှုန်း gap တစ်ခုကိုကိုကမေ့ထားပြီးတော့ တတ်တာတဲ့ China version ကိုရွေးလိုက်မယ်ဆိုရင်တစ်ဖက်မှာပြန်ပြီးတော့ compromise လုပ်ခံရတာကြတော့ဒီကောင်းရင် hyper AI လို့ AI feature တွေတချို့ AI feature တွေကပြဿနာမရှိဘူးအထက်မှာပါပြီးသားကျွန်တော် AI gallery လို့ပေါ့အဲ့လိုပြင်နာမျိုးတွေပေါ့ဒါတွေအကုန်လုံးပါပြီးသားအဓိကကျွန်တော် Gemini တို့အဲပြီးရင် socket to search တို့ဒါမျိုး Google Advanced AI တွေကို China version မှာတုံးလို့မရတော့ဘူး ကျွန်မတိုင်းတို့ဘာလို့ဆိုရင်တုံးလို့ရရဆိုတော့ software တက်တက်ပြန်ပြီးတော့ထည့်တော့မှာအရင်လေ global version မှာတုံးလို့မျိုးရိုင်းခိုက်ဖြစ်အောင်တုံးလို့မရဘူးမျိုးဒါမျိုးလေးတွေကွာသွားတာပေါ့ဈေးတော့တက်တာပါမယ်တစ်ဖက်ကနေပြီးတော့ကိုပြန်ပေးစားရမှာကတစ်ချက်တစ်ချက် notification နဲ့နောက်ကျတာမျိုးပြီးရင်တစ်ချက်တစ်ချက်ကြလို့ရှိရင်အဲကျွန်တော်ခုနပြောသလို AI နေကိုအသုံးကျင်တဲ့အခါမှာတုံးလို့မရတာမျိုးတိကျစာတန်တော့ပြဿနာမရှိဘူးဒီကောင်းရဲ့ China hyper AI နဲ့တော်တော်လေးကိုကြမ်းတယ်အဲကိုက Chinese language ကောင်းကောင်းတက်ထားရင် no problem နောက်တစ်ခုကကြတော့ Fountain Fountain မှာက China version ရဲ့ Fountain တက်ဆိုင် Global version ရဲ့ Fountain ကိုပို့ပြီးကြိုက်တယ်ကျွန်တော်ကနည်းနည်းလေးအဲ့ Fountain ကိုနည်းနည်းလေးစမ်းလိုက်တယ်ဖြစ်တယ်သိရမလားဟို Fountain ဖုန်းကိုဒီမြဲတုံးနေတဲ့ဒီဖုန်းကိုပြအဲ့ကြည့်နေရတဲ့ Fountain ကလှမနေဘူးဆိုရင်နည်းနည်းမျက်စိတွေမှာ cross နည်းနည်းဖြစ်တယ်တိတ်အဆင်ပြေမနေဘူးတကယ် ဘယ်လိုပြောရမလဲအဲအဲဖောင်းမြင်နေရတာကွာကျွန်တော်တို့ကဖောင်းကလည်းနည်းနည်းလေးအဲ့လိုမျိုးစမ်းစမ်းနေဖြစ်တော့ကျွန်တော်က global version ကိုတုံးကြည့်တော့ global version က mi san phone လို့ပါတော့ကွာတော်တော်လေးကိုမှခိဖြစ်ပြီးတော့တုံးလို့တော်တော်လေးကိုအဆင်ပြေ China version ရဲ့ဖောင်းကကြောပုံမှန်တိုင်းပဲကျွန်တော်တို့ဒါနည်းနည်းလေးအရင် support ဖြစ်ဖို့ကောင်းတဲ့သဘောမျိုးပါဒါမျိုးဖြစ်တာမျိုးပေါ့ကျွန်တော်အဲ့လိုနည်းဖောင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစမ်းစမ်းနေဖြစ်တော့အဲ့ဒါပါကျွန်တော်လိုက်ကြည့် ဲ global version ကတော့ကျွန်တော်အသုံးကြရတာကျွန်တော်နေပို့ပြီးတော့အဆင်ပြေတယ်အဲ hyper ai သုံးရတာမျိုးတွေပြောရရင်ကျွန်တော်ဒီ font style ကိစ္စမျိုးတွေဒါမျိုးတွေပေါ့ဒါတွေအကုန်အဆင်ပြေတယ် google နဲ့ပတ်သက်ပြီးပူရမလာမျိုးတွေအဲပြတခုခုဝင်တဲ့အခါမှာဘာမှသိပြီးတော့ခေါင်းထဲမှာအရန်ကြီးကိုပြန်ပြီးတော့လုတ်ရတာမျိုးတွေရှိမနေဘူးအရင် easy coding ဖြစ်တယ်ဒီဖုန်းတလုံးကိုသုံးရတာကချောမွေတယ်အဆင်ပြေတယ်တကယ်ကိုမှတော်တော်ကောင်းတဲ့ experience လို့ပြောရအောင်အဲ China version မကောင်းမပြောဘူးเนาะကောင်းတယ် ကိုရိုင်းနဲ့လက်ရှိမှာ Xiaomi 14 Pro China version သုံးနေရဆိုတော့အတွက်အဆင်ပြေရဲ့သို့တော့ global version ကိုသုံးရတာကပို့ပြီးတော့ used to ပို့ဖြစ်ပြီးတော့သုံးရတာပို့ပြီးတော့အာအရန်လွယ်ကူရိုးရှင်းတယ်လို့ပို့ပြီးတော့ခံစားရတယ် China version ကချက်ချက်ကျနည်းနည်းလေးစိတ်အနှောက်အယှက်ဖြစ်စရာလေးတော့နည်းနည်းလေးပေါ်လာမျိုးတော့ရှိတာပေါ့ဒီလိုမျိုးပဲကျွန်တော်တို့ global version ကိုရွေးဝယ်တဲ့လူကလည်းသူ့အနေနဲ့ပြန်ပြီးပေးစားမှာဈေးနှုန်းဈေးနှုန်းကပုံမှန်ထက်ဆိုင် ဈေးပိုကြည့်ရယ် China version နဲ့ဆိုင် Global version Xiaomi 15 Ultra ရဲ့ဈေးပိုကြည့်ရယ်ဒါပေမဲ့ဈေးပိုကြည့်ပြီးမှတစ်ဖက်ကပြန်ရမှာကကျွန်တော်တို့ဒါ power bank လက်ဆောင်ရတာမျိုးတွေပြောရရင်အဲကျွန်တော် 2year run တွေရတာမျိုးတွေဒါတွေကလည်းဒါခံတာရလို့တော့ပြောလို့ရတယ်တခုဆိုရင်ကျွန်တော်က official company ကိုသွားပြီးတော့ complaint တက်ရုံပဲဘာမှတိတ်ပြီးတော့ခေါင်းနဲ့တက်ဆံမလို့အမေဘယ်ရဘဝပဲ Xiaomi China version မဲ့ဘဝပဲ Global version မဲ့ဘဝပဲအဲ့ဒါဖြစ်လို့ရှိရင်တခုခုဖြစ်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်ဆိုင်ဘက်ကနေတော့ဒါတာဝန်ယူဖြည့်ရှင်းပေးရပါတော့ဒါကတော့ညံလေးပေါ့ Xiaomi 15 Ultra ထွားတဲ့ China နဲ့ Global မှာကွာခြားသွားတဲ့ battery life ကလည်း6000နဲ့9400ဝန်းကျင်နဲ့ရတယ်။အရင်ကြီးတော့ထွေထူးကွာသွားတာမရှိဘူး။အရင်ဆုံးကွာမှာတနိုင်ဝန်းကျင်လောက်ပေါ့။အဲ့လောက်ကတော့ကွာသွားမယ်။ဒါကလည်းလက်ခံမရပါဘူး။ပြဿနာတော့မရှိပါဘူး။ဒါပေမဲ့ကိုကဘယ်လောက်ထိတုံးနေဆိုတဲ့ပုံမှာတော့ဒါပြန်ပြီးတော့ဆန်းစစ်ရလိမ့်မယ်။ကိုက heavy user လားဖုန်းပေါ့ပေါ့ပါတုံးနေဆိုလား။ဒါပေမဲ့ဒီဖုန်းဝယ်တဲ့သူကလည်း heavy user ပဲနေမှာပါ။လိုပဲဖြစ်နှစ်ခုလုံးကတော့ okay ရယ်။ China version ကလည်းသူ့အနေနဲ့သူ battery ခံတယ်လို့မျိုး global version ကလည်း သူ့နေထိုင်သူပထွေတစ်ခုမှခံတယ်။ one day ကကောင်းကောင်းတုံလို့ရတယ်။ဆိုတော့ပြောမယ်ဆိုရင်ဒီ Xiaomi 15 Ultra ရဲ့ China version နဲ့ Global version ကိုဘာရွေးဝယ်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ပို့ပြီး recommend ပေးချင်တာကျွန်တော်ရဲ့အကြိုက်ကအားလုံးနဲ့ပို့ပြီးတော့အဆင်ပြေမှာ ရွေးပေးပါဆိုလို့ရှင်တော့ကျွန်တော်က Xiaomi 15 Ultra ကို Global Version ကိုတော့ရွေးစေခြင်းတယ်လက်ဆောင်ရမှာ၄ပြောလို့ရှိရင် official brand တွေ2ရရမှာမျိုးတွေဒါမျိုးတွေကတော်တော်ကိုမှအဆင်ပြေပြီးတော့လုံးဝ secure ဖြစ်တယ်ဗျာဒီဖုန်းကိုသုံးနေရတာအဲနည်းနည်းကောင်းပါလားတခုခုဖြစ်လို့ရှိရင်လည်းပူစရာမလိုဘူးဆိုတဲ့ခံစားချက်မျိုးရတယ် China machine ကိုယူတဲ့အခါမှာလည်းပူစရာတော့မလိုဘူးဒါပေမဲ့ခုနပြောဆိုဈေးသက်သာပါမယ် brand တွေကကြတော့ကျွန်တော်ရန်ကုန် mobile store ရဲ့ brand တွေဖြစ်သွားမယ်တမန် factory error ဒူဝီ software lifetime နဲ့ hardware one year ပေးထားတာမျိုးတွေဒါမျိုးလေးတခုခုဆိုရင်ဆံဘက်ကပြန်ပြီးတော့ complaint ပြန်တက်ပေးတာမျိုးတွေ brandy claim ပေးရမျိုးတွေဒါမျိုးလေးတွေတော့လုတ်ပေးတယ်အဲ့တော့ဒါက Xiaomi 15 Ultra ကို China ပဲရွေးရွေး global ပဲရွေးနှစ်ခုလုံးကတော့ကောင်းတယ်ကျွန်တော်အနေနဲ့ကတော့ Xiaomi 15 Ultra ကို official global version ကိုပို့ပြီး recommend ပေးခြင်းတယ်တော်တော်လေးသဘောကျတယ်ဒါလေးကတော့ဒါ Xiaomi 15 Ultra ကို China version နဲ့ global version ကို ဘယ်ဟာပို့ပြီးတော့ကောင်းလဲအဆင်ပြေလဲဆိုတာရယ်နောက်တစ်ချက်အနေနဲ့ဒါ Xiaomi ရဲ့ဒါ China နဲ့ Global နည်းနည်းလေးမတဲကွဲဖြစ်နေရမျိုးတွေဒါလေးကိုရောပြီးတော့နောက်နှစ်ခုရှင်းပြလိုက်တာအဲ Global version တွေကတော့အများသောအားဖြင့်နည်းနည်းလေးပို့ပြီးတော့ သုံးရတာသုံးတဲ့သူတို့ကတော့အဆင်ပြေရလို့တော့ထင်တယ်အသေးစိတ်ဒီတေးမပြောလိုက်ဘူးဆိုတာကကြတော့ဒီကောင်အကြောင်းအရင်ကလည်းပြောပြီးတော့ကျွန်တော်တို့ဒါ content နေပါလေရေးထားတာဖြစ်တဲ့အတွက်ဒီကောင်အသေးစိတ်ထပ်မပြောတာအချိန်နေအများကြီးရှိပါမှာဆိုလို့အဲအဓိကကတော့ဒီ video မှာတော့ကျွန်တော်ကဒီ China version နဲ့ global version ဒီလို high end flagship တွေဝယ်တဲ့အခါမှာကွာခြားတာဘယ်လိုမျိုးကွာခြားလဲဘယ်သူတွေကဘယ်ဖုန်းတွေနဲ့ပို့ပြီးတော့တင့်တော်လဲဆိုတာကိုဒါ recommend လုပ်ပေးတာအကြံပေးပေးတာဆိုတော့ကိုလူလို့ဆိုရင်ဒီ Xiaomi 15 Ultra ကိုဘာမှသိမ့်မကွာတဲ့ China version နဲ့ Global version မှာဘယ်အကောင့်ကိုပို့ပြီးတော့ရွေးပြမလဲအောက်ကကွန်မန်မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့ညီနောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်အဒမင်ကြော်ပြီးပါ Yangon Mobile Store